လိုမင်္ဂလာပါရှင်။ကဲမျက်နှာအနေထားတော့အချီမီကတော့မြင်တဲ့အတိုင်းပါပဲရှင်။ဘာဖြစ်တာလဲဆိုရင်တော့ဒီရောအလက်ဂျစ်ဖြစ်တာပါ။ဘလို့ဒီရောအလက်ဂျစ်ဖြစ်တာလဲဆိုတော့လုံခဲ့တဲ့၃ဘတ်လောက်ပေါ့နော်၃ဘတ်လောက်တုန်းကတော့ဒီရောလေးကိုစပြီးတော့သုံးကြည့်မယ်ဆိုရင်တော့အဲဒီတခြားတစိ့လေးသုံးတာပေါ့နော်တခြားတစိ့သုံးတာတော့ဘာမှမဖြစ်ဘူး။ပေးရလေရင်တထောင်ကျော်လောက်ပဲပေးရတယ်ဘာမှမဖြစ်ဘူးပေါ့နော်။ အလုံးမင်္ဂလာပါမွေး channel လေးရန်ကြိုဆိုလိုက်ပါရစေမိုးကုတ်တစ္ဆက်ပြခြင်းတဲ့ဗီဒီယိုရတော့ဒီ make လေးရဲ့ဗီဒီယိုပါဗီဒီယိုရမှဆိုလို့ရှိရင်တော့ဒီအမျိုးသမီးကလှကျင်လို့စကင်ကလေးလိုက်ခါမှာသူ့ရဲ့မျက်နှာကြီးလိုဖြစ်လာပါတော့ကြည့်တဲ့မျိုးတွေလည်းဘ ഹു သူရရက်စီမဲလို့မျှော်လင့်ပါရရှင်ဗီဒီယိုလေးကိုစောင့်ထည့်လိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုဗီဒီယိုလေးအောင်မ comment လေးတွေရေးပေးဖို့တောင်းဆိုပါရရှင်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော် Hello မင်္ဂလာပါရှင်ကဲမျက်နှာအနီထားတော့အချီမီကတော့မြင်တဲ့အတိုင်းပါပဲရှင် ဘာဖြစ်တာလဲဆိုရင်တော့ဒီရောအလက်ချစ်ဖြစ်တာပါဘလို့ဒီရောအလက်ချစ်ဖြစ်တာလဲဆိုတော့လုံခဲ့တဲ့၃ဘတ်လောက်ပေါ့နော်၃ဘတ်လောက်တုန်းကတော့ဒီရောလေးကိုစပြီးတော့သုံးကြည့်မယ်ဆိုရင်တော့အဲဒီတခြားတစိတ်လေးသုံးတာပေါ့နော်တခြားတစိတ်သုံးတာတော့ဘာမှမဖြစ်ဘူးပေးရလေရန်တထောင်ကျော်လောက်ပဲပေးရတယ်ဘာမှမဖြစ်ဘူးပေါ့နော်အဲအခုကျတော့ဒီရောလေးပြောင်းသုံးကြည့်မယ်ဆိုပြီးတော့ဒီရောရဲ့ကနေပြီးတော့ဒီဆန်ခရင်လေးလား အဲ UV cream လေးနဲ့ primer လေးနဲ့တွေ့ရအဲ့ဒါလေးကိုသုံးကြည့်မယ်ဆိုပြီးတော့သုံးတာသုံးရက်ပဲသုံးပြီးတော့အဲမျက်နှာရှားလာတယ် allergic ဖြစ်လာတယ်ပေါ့နော်ဖြစ်လာပြီးတော့အဲဆေးကန်းသွားတဲ့အချိန်မှာဆေးကန်း carbon shot ဆိုပြီးတော့ပြောပြီး carbon shot ဆေးကိုနှစ်ပတ်ပေးလိုက်တာအဲ့ အဲ့ဒီကာဗွန်ရှော့မဟုတ်ဆိုတာလည်းသိတယ်ဒါပေမဲ့အဲစိတ်ထဲမှာကာဗွန်ရှော့ဖြစ်ဖြစ်နိုင်နေဆိုပြီးတော့တောက်လိုက်တယ်ဘာမှမထူးကြဘူးပေါ့နော်ဒါပေမဲ့ဒါကိုဆက်မလိမ့်တော့ပဲနဲ့ဖြတ်လိုက်တဲ့အချိန်မှာပြန်ကောင်းလာတယ်ပေါ့နော်အဲအသားကြီးပါကြီးကွာပြီးတော့အလိုပြန်ကောင်းလာတယ်ပြန်ကောင်းလာပြီးတော့အဲ့ကြားထဲမှာဘာမှမလူးပစ်ဘူးလိမ့်နေကြခရင်လေးပဲလိမ့်ပြီးတော့အဲဒီနေ့တော့မဖြစ်မနေပြင်သွားစရာလေးရှိရဆိုပြီးတော့ဒီနေ့အဲအဲဒီရောနဲ့ပတ်သက်တဲ့တခြားဟာတော့တဲ့မယ်ထင်ပြီးတော့ပေါ့နော်ဒါကတော့လုံးဝမလိမ့်တော့ဘူးဒါပေမဲ့တခြားအဲ့လိုအိုင်းရှယ်ရိုးပါနီတို့အဲ့ဒါတဲ့မယ်ထင်ပြီးတော့ဒီနေ့မှ ုံးကြည့်လိုက်တာပေါ့နော်။တုံးကြည့်လိုက်တဲ့အချိန်မှာချက်ချင်းတူတူဖြစ်သွားပါတယ်။အရင်တော့ eye shadow တွေပါနေတယ်။တခြားတစ်စိတ်ထဲကတုံးတာပေါ့နော်။ဒီနေ့ကျတော့အဲဒီရောရဲ့တုံးကြည့်လိုက်တဲ့အချိန်မှာဒီလိုချက်ချင်းဖြစ်သွားတော့အဲစေကန်သွားလိုက်တဲ့အချိန်မှာဟုတ်တယ်။ဒီရောနဲ့မတည့်တာပါတဲ့။နော်မတည့်ဘူးဆိုတော့အဲ့တော့ brand name လည်းမကောင်းပါဘူး။စီကြီးပြရတယ်အထင်ကြီးစရာမရှိဘူးပေါ့နော်လောလောဆယ်ကိုကတော့ဒီမှာလက်တွေ့အဲ့လိုဖြစ်သွားရဲဆိုတော့ ခုတော့ဈေးတွေတောက်ဈေးတွေတော့လင်းဈေးတွေတော့ထုတ်ကြည့်ရလာပါတယ်ခုဘာလေး sharing လုပ်ပေးချင်တာလဲဆိုတော့အဲ brand တိုင်းလည်းအလိုမျိုးကိုနဲ့တဲ့ချင်မှတဲ့မှာပေါ့နော်အဲ့တော့ view စိုက်ကြပါလို့အခုမျက်နှာကတော်တော်အချိန်နေဆိုးနေတဲ့အနေထားပေါ့နော်ဒါဘယ်လိုပြောရမလဲတော်တော်လေးကိုတီးခတ်ပြီးတော့နေနေတာအရန်ကိုရှားပြီးတော့အရန်ကိုအစ်အပ်နေတာပေါ့နော်မျက်နှာတစ်ခုလုံးကအပြင်မှာမြင်ဘူးတဲ့သူဆိုရင်သိပါရဲ့မျက်နှာလေးကတီးသေးလေးပေါ့နော်အခုတော့မျက်နှာတစ်ခုလုံးကအလိုကြီးဖြစ်နေပါတယ်လို့အဲ့ဒါလေးလာပြီးတော့ sharing လုပ်ပေးရပါအားလုံး view site ပို့အတွက်ပါရှင်ကိုနဲ့တဲ့တာလေးတွေပဲသုံးပါလို့ဆမ်းပြီးတော့အဲ့လိုလေးမသုံးကြည့်ကြပါနဲ့လို့အားလုံးကျေးဇူးတင်ပါတယ်တက်တာမင်္ဂလာပါရှင်အဲမျက်နာကတော့မနေ့ကတရက်ရေဒီနေ့ရေဆိုတော့တော်တော်လေးဥတော့တတ်တာသွားပြီပေါ့နော်အဲစိတ်ပူပြီးတော့တည်င်းမေးကြတယ်အကြံပေးကြတယ်တို့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးတင်ပါတယ်ရှင် အဲနောက်တစ်ခုကစုအိမ်နေတနည်းညာပေါ့နော်ဖြစ်ဖြစ်ချင်းမှာစေကန်နေပြန်ရောက်ပြီးတော့စုတစ်ခါမှလည်းအဲ့လိုမျိုးဖြစ်ဘူးဒါပထမဦးဆုံးဆိုတော့ကိုယ့်ကိုယ်လည်းစိတ်ပူသွားတယ်ပြီးတော့ကိုယ့်လိုမျိုးပဲဖြစ်မှာဆိုလို့စိတ်ပူတဲ့စိတ်နေပေါ့နော်အဲဗီဒီယိုစီကဘက်ကုန်းမပြောတော့ဘဲနဲ့အတူချုံပြီးတော့ပဲအဲ တင်ပေးလိုက်တာပေါ့နော် sharing လုပ်ပြီးတော့အဲ့မှာအဲ့ video လေးတွေမှာတချို့ကျလည်းအသေးစိတ်မသိတော့အဲတချို့ကျလည်းပြောထားလေးရှိရယ်တချို့ကျလည်းသူတို့လည်းဖြစ်နေတာမဟုတ်လို့ပေါ့နော်စေကန်လေးပြောပြပါဆိုရင်လာမိထားလေးရှိရယ်တချို့ကျလည်းသူတို့ထင်ကြီးလေးနဲ့ပြောထားလေးရှိရယ်ပေါ့နော်အဲ့အလေးနဲ့ပတ်သက်ပြီးတော့အခုဒီ video လေးတွေမှာထပ်ပြီးတော့ပြောပြပြီးသွားချင်လို့ပါပထမဆုံးပေါ့နော်သူပြောချင်တာသူ cosmetic နဲ့ပတ်သက်လို့တကယ်ကိုဘာမှမသိပါဘူးအဲဒီခကြီးရဲ့မှာလောက်လေးအောင်နားမလဲလားနားမလဲဘူးလားဆိုရင်လည်းဟုတ်ကဲ့နားမလဲပါဘူးဘာလို့လဲဆိုတော့ အဲ့ဘက်မှာပါရမီမပါတယ်လို့စိတ်လဲမဝင်စားဘူးပေါ့နော်အဲ့ဒါကြောင့်မလိလာဘူးပေါ့နော်မလိလာလို့မသိရပါအဲအဲ့ဒါကြောင့်မလို့ဆိုင်သွားရဲဆိုလို့ရှိရင်တော့ဆိုင်ရအဲ့လိုနံပါတ်လေးရေးပေးလိုက်လို့ရှိရင်အဲ့နံပါတ်အတိုင်းပဲကိုကအိမ်ပြန်ရောက်ရင်မှတ်ထားပြီးတော့လူးတာပေါ့နော်အဲ့လောက်ထိပေါ့နော်အဲဘယ်အခုချိန်ထိလဲဘယ်ကအရင်လိုရှင်ဗာလဲ essence တို့ white charizard တို့ serum တို့ဘယ်ဟာနဲ့ဘယ်လိုနံပါတ်ဆင်လဲဆိုတော့အခုဒီမသိဘူးပေါ့နော် ဲအဲ့လိုမျိုးဆိုတော့ပြီးရင်အဲ့ဘက်မှာကိုကအမြဲတမ်းပြောင်းပြီးညူးနေရတယ်အဲ့လိုလေ့လာပြီးတော့လောက်တာမျိုးမရှိဘူးအဲဒီနောက်ပိုင်းမှာကျတော့ဘာဖြစ်လာလဲဆိုတော့အဲသူများကြီးတော်တော်များများအဲ့လို skin လေးကြီးလာကြတယ်အရန်လှလာတယ်အဲတချို့နားလေကြတယ်အဲ့လိုမျိုးလေးမေးမေးပြီးတော့ကိုကအဲကိုလည်းလှချင်လာတာပေါ့နော်အဲအဲ့လိုမျိုးနဲ့ဆိုတော့စိတ်ထဲမှာဆွေရဲ့စိတ်ကပေါ့နော်အဲတခြားသူတော့မသိဘူးပေါ့နော်ဆွေရဲ့စိတ်ထဲမှာကျတော့အော်ဘယ်လိုပဲဖြစ်ဖြစ်ကိုလက်ရှိတုံးနေရလဲထောင်ကျော်ရန်လေးပဲ အဲကိုနဲ့တဲ့နေလို့ပေါ့နော်အဲဆိုရဲ့ skin ကလုံးဝ sensitive skin ဆိုတော့ကိုယ့်ကိုတိတယ်ဒါပေမဲ့အဲ့လိုဈေးတခြားဟိုတုံးတီတုံးမတုံးဘူးတဲ့အတွက်ကပစ္စည်းတော်တော်များများနဲ့ဘယ်ဟာနဲ့တဲ့တယ်မတဲ့ဘူးဆိုတော့သူမသိဘူးပေါ့နော်ကိုယ့်ရဲ့ skin က basket လဲဆိုတာပဲသူကသိတာပေါ့နော်အဲ့လိုဆိုတော့ စိတ်ထဲမှာအော်ဘလိုရွှေသုံးနေဆိုရင်တော့ဒီမိတ်ကပ်တင်နေပတ်တဲ့အဆူကတခါမှအဲ့လိုကွက်ကိုလိမ့်ပြီးပြင်နိုင်မရှိဘူးအဲ့လိုပွဲသွားလို့မိတ်ကပ်ပြင်နိုင်မျိုးဆိုရင်တော့မှလက်ချူးရည်လို့ရတယ်မိတ်ကပ်ပြင်ပြီးကိုယ့်ကိုယ်လည်းအဲ့လိုယုံကြည်မှုမရှိဘူးပေါ့နော်ကိုယ်နဲ့မလိုက်ဘူးလို့ထင်လို့ဒါပေမဲ့ဒီနောက်ပိုင်းကျတော့အော်တနေ့ကသွားเสียရှိရဆိုလို့ရှင်ကိုယ့်ကိုယ်လေးလိမ့်တဲ့အုံးမှပြင်တဲ့အုံးမှဆိုပြီးတော့ စိတ်နဲ့ပေါ့နော်အဲ foundation တွေပါတခါမှမဝယ်ဘူးဆိုတော့ foundation လေးဝယ်မယ်ပေါ့အဲဝယ်ပြီးတော့သုံးကြည့်မယ်ဆိုပြီးတော့ foundation ဝယ်ဖို့အတွက်ကိုစဉ်းစားလိုက်တော့ဘယ်လိုပဲဖြစ်ဖြစ်အဲဈေးကြီးရဲ့ထဲရပေါ့နော် brand name ကဆိုရင်တော့ပိုကောင်းမယ်ဆိုပြီးတော့ကိုယ်စိတ်ထဲမှာထင်တာအဲဈေးကြီးလို့ကောင်းတာလို့ထင်နေတာပဲလားဈေးကြီးရင် quality ကောင်းတယ်လို့ပဲကိုယ်စိတ်ထဲမှာထင်နေတာပဲလားတော့မသိဘူးပေါ့နော်စိတ်ထဲမှာ brand နဲ့ကတော့ပိုကောင်းမယ်လို့စိတ်ထဲမှာပဲထင်လိုက်တာအဲ့အတွက်ဒီ brand နေထဲမှာလည်းတခြား brand တွေရှိရဆိုပေမဲ့ရင်မူးကတော့အမြဲတမ်းအဲ့လို Dior YSL ကနေပဲအမြဲတမ်းသုံးပြတာဆိုတော့ Dior နဲ့ကအမြဲတမ်းကောင်တာသွားနေရောမြန်မာန်တမ်းမိနေတော့အော် Dior တွေကပဲဝယ်လိုက်မယ်ဆိုပြီးတော့ဆိုင်ကိုကောင်တာကိုပဲကိုယ်တိုင်သွားခဲ့ရပါ showroom အဲသူများရင်ပြောနေကြလို့ပေါ့နော် online ပေါ်မှာမှာပြီးတော့ဖြစ်တာလားလို့အဲ့လိုမျိုးအမျိုးမျိုးကြီးပြောတဲ့အချိန်မှာဟုတ်ကဲ့ဒီရောရှိုးရုံပဲကိုယ်တိုင်သွားတာပါရှိုးရုံရောက်တဲ့အချိန်မှာလဲငါတခါမှမိတ်ကပ်မလိမ့်ဘူးအဲ အဲ့လိုကိုယ့်ကိုမပြင်ဘူးကောနော်ဝယ်ပြီးမသုံးဘူးအဲ့လိုပွဲတွေဘာတွေပဲပြင်ဘူးတဲ့အဲ့တော့ကိုနဲ့ဘယ်နံပါတ်ကလိုက်လဲပေါ့နော်အဲ့ဒါလေးစမ်းပေးဖို့ရဲ့နောက်တစ်ခုကဘာလေးလိုအပ်လဲပေါ့နော်မိတ်ကပ်ပြင်းတဲ့အခါမျိုးကြာလို့ရှင်ဆိုပြီးသူတို့မေးရဲ့အချိန်မှာသူတို့ကကိုယ့်ရဲ့ skin ကိုလည်းပြောပြတယ် blue skin တခါမှအဲ့လိုမသုံးဘူး sensitive အရင်ဖြစ်တယ်ဆိုတာပြောပြတဲ့အချိန်မှာသူက ဆမ်းပြီးတော့လိမ့်ပြလိုက်တယ်။အဲဖောင်ဒေးရှင်းရဲ့အစားလေသူတို့ရွေးပြီးတယ်ပေါ့နော်။နံပါတ်တီရွေးပြီးတော့လိမ့်ပြီးတော့ဆမ်းကြည့်တဲ့အချိန်မှာအရင်အဆင်ပြေတယ်။လှလဲလှရဲ့ကြိတ်လေးကြိတ်တယ်။အဲ့ဒါကြောင့်မို့လို့အဲသူကဒီဖောင်ဒေးရှင်းရဲ့အရှိမခံပြီးတော့ primer တို့လားအဲ့လိုမျိုးလေးလူးလို့ရှင်ပို့ပြီးတော့ကောက်နေပေါ့နော်။အဲ့အချိန်မှာသူမိတ်ဆက်ပြီးလိုက်တဲ့ဥစ္စာလေးက UV ပေါ့နော်ဆန်ခရင်လား။အဲအဲ့လိုမျိုးနဲ့ primer နဲ့တွဲရလေးပေါ့နော်အဲ့တော့ကိုယ်စဉ်းစားလိုက်တာဒီတိုင်းဆိုရင်တက်ခုချင်းစီလူရလို့ထင်နေပေါ့နော် ဟုတ်တယ်ထင်တယ်အဲ့လိုမျိုးဆိုတော့ကိုကဘလို့ဖြစ်နှစ်မျိုးပါပြီးသားဆိုတော့ဒါတဘူးလေးလင်းရမယ်ငါနှစ်ဘူးလင်းစရာမလိုတော့ဘူးဆိုရင်အဲ့လိုတွေးလိုက်ပြီးတော့အဲ့ဖောင်ဒေးရှင်းအပြင်ကိုအဲ့ဟာလေးဝယ်ခဲ့ရပေါ့နော် UV cream လေးကိုဝယ်ခဲ့တယ်ဝယ်ခဲ့ပြီးအဲ့မှာဘာတွေပါဝင်တယ်မပါဝင်တယ်ကိုကမကြည့်တော့ဘူးဘာလို့လဲဆိုတော့ကိုက Science Sensitive Skin ဆိုတာပြောထားပြီးဆိုတော့သူတို့ပူနားလဲမယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဆိုပြီး Science ယုံကြည်ပြီးတော့အဲ့လိုဝယ်ခဲ့လိုက်တယ်ဝယ်ခဲ့ပြီးတော့နောက်နေ့ရက်နေစပြီး3ရက်လောက် ပေါ့နော်ပထမတစ်ရက်မှာလိမ့်တဲ့အချိန်မှာဒါဒီနားတွေရှားလာတယ်အဲ့အချိန်မှာကိုစိတ်ထဲမှာ ဘယ်လိုထင်လဲဆိုတော့သွေးသားကြောင့်ရရလို့ပဲထင်လိုက်တာပေါ့เนาะအဲနောက်တစ်ရက်မှကျတော့ဒီနားကြီးရလာတယ်အဲနောက်တတရမြောက်နေ့မှကျတော့မျိုးလုံးကြီးရလာပြီးတော့အဲ့လိုဖြစ်လာတဲ့အချိန်မှာမို့လာတယ်ပေါ့เนาะအဲ့အချိန်မှာမဖြစ်ဘူးဆိုရင်စေးကန်းသွားလိုက်တော့အထွေထွေစေးကန်းကိုသွားလိုက်မိတယ်သွားလိုက်တော့အထွေထွေစေးကန်းသွားလိုက်တဲ့အချိန်မှာစေးကန်းကကာဗွန်ရှော့ပေါ့เนาะဒီဂျပန်မှာပန်းဝင်မုံလိုက်ဖြစ်တတ်တဲ့အဲ့လိုလက္ခဏာလေးပေါ့เนาะအဲ့ဒါကိုကာဗွန်ရှော့စေးနှစ်ပတ်ဆိုပြီးတော့ပြီးလိုက်တယ် အဲ့ချိန်မှာလည်းသူ့ကိုပြောတယ်အဲဒီဒီရောနဲ့ပတ်သက်ပြီးတော့ဒီခရင်လေးတော့ငါဝယ်ပြီးတော့လိမ့်ကြည့်မိလိုက်တယ်ဒါလိမ့်ပြီးတော့ဖြစ်လာလို့တော့ငါစိတ်ထဲထင်နေအဲ့ဒါဟုတ်လားဆိုတော့ तू ကအဲ့ဒါဟုတ်မဟုတ်ကိုအဲရက်ပြီးတော့ထားလိုက်ပေါ့နော်မတုံးနေပေါ့ဒါပေမဲ့ तू စေ तू ပေးရစေကိုတော့နှစ်ပတ်တောက်လိုက်ဆိုတော့ okay အဲ့ဒါနဲ့စီတောက်လိုက်တယ်နှစ်ပတ်အတွင်းမှာလည်းမသိတာဘူးပေါ့เนาะဒါပေမဲ့အဲ့ခရင်ကိုမလိမ့်တော့တဲ့အတွက်လာတော့မသိချက်ချင်းအဲဘယ်လိုပြောမလဲရောင်နာလေးကြကြလာပြီးတော့မျက်နှာရှားရတာလေးတွေကနေပြီးတော့ ဟိုကွာလာတာမျိုးပေါ့နော်အရင်ဝင်ကွာတယ်လို့မျိုးကြီးကွာလာတယ်ကွာလာပြီးတော့နည်းနည်းလေးပြန်ကောင်းသွားတယ်ပေါ့နော်ပြန်ကောင်းသွားပြီးတော့နှစ်ပတ်ကျော်တဲ့အချိန်မှအပြင်သွားစရာရှိတော့အဲဘလိုပဲဖြစ်ဝင်လာတဲ့အဲဖောင်ဒေးရှင်းတွေပါလင်းလို့ရပြီကိုယ်စိတ်ထဲမှာထင်လိုက်တာပေါ့နော်ဘလိုပဲဖြစ်အရေပြားကြီးအသားကြီးကွာသွားပြီဆိုတော့ကောင်းသွားပြီထင်ပြီးတော့ အဲ့ထဲမှာပါတဲ့ chemical တွေကအရန်များရဲဆိုတာကိုအခုဒီဖြစ်ပြီးတော့မမတယောက်ကလာပြုတ်ပြပြီးရေပေါ့နော်အဲ့ထဲမှာ chemical ကအရန်ဘာတွေပါဝင်နေ chemical များရဲနောက်တစ်ခုကကိုယ့်ရဲ့မျက်နှာ sensitive နဲ့လုံးဝမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးကြီးပါတာကြီးကိုကမသိဘူးအဲ့တော့အဲ့ chemical ရဲ့ကြံခဲ့တယ်ပေါ့နော်သူ့ကိုပြန်ပြီးတော့ဆေးနဲ့ပြန်ပြီးလှုပ်ထားတာကြီးဘာကြီးဘာတစ်ခုမှမရှိရဲ့အတွက်အဲမျက်နှာမှာအဲ့ chemical ကြံနေတာကိုကမသိဘူးအဲ့အခန့်ကြောင့် ကွာအပေါ်ကနေပြီးတော့လိမ့်လိုက်တဲ့ဟာမှလည်းဒီဒီရောနဲ့ပတ်သက်တဲ့တစ်ဆက်ကိုပဲကိုကထပ်ပြီးတော့လိမ့်လိုက်တယ်အဲ့ခရီးမလိမ့်တော့ဘူးဆိုပေမဲ့တခြားအန်ရှေရိုတွေပါနေတွေအဲ့လိုဖောင်ဒေးရှင်းတွေအကုန်လုံးကဒီဒီရောနဲ့ပတ်သက်တာပဲအကုန်လုံးလိမ့်သွားတာဆိုတော့အဲအဲ့ချိန်မှာပေါ့နော်အဲဘယ်လိုပြောမလဲနေကင်းဘက်ကိုလိမ့်သွားတာညနေဘက်ကျတော့တဖြည်းဖြည်းနဲ့နည်းနည်းလေးရှားလာပါပေါ့နော်ဒီနားလေးမျက်လုံးအောက်တီရှားလာပြီးတော့အဲ ပိုဆိုးလာတယ်လို့ခံစားရပြီးမဲ့စိတ်ထဲမှာနေလို့ရသေးရဲ့ဆိုရင်နေလိုက်တဲ့အချိန်မှာနိုင်ဝက်အတွင်းမှာပေါ့နော်မခံနိုင်တော့ဘူးမခံနိုင်တော့ပဲနဲ့မျက်နှာတက်လိုက်တယ်ရင်နဲ့မျက်နှာတက်လိုက်တော့ရောင်ပြီးတော့ပိုတက်လာတယ်ပေါ့နော်အဲ့ဒါနဲ့ချက်ချင်းအဲစီကန်ရှာပြီးစီကန်သွားရဲအရင်တစ်ခေါက်ဖြစ်တုန်းကအလုပ်ထက်ကောင်းငယ်တွေကအကြံပေးထားပါတော့ဒီထပ်ဖြစ်တယ်ဆိုလို့ရှိရင်ဒီ hif ကဆိုတဲ့စီကန်ပေါ့နော်အဲ့အရေးပြားနဲ့ပတ်သက်တာကြီးအဲ့ဒါကြီးအရန်ကောင်းနေပေါ့နော်အဲ့ယူသွားပါဆိုပြီးပြောထားတာအဲ့ဒါကိုမှတ်ထားပြီးတော့ အဲ့ဆေးကံရိုက်ရှာလိုက်တဲ့အချိန်မှာဆေးကံပိတ်တော့မယ်ကံကောင်းခြင်းတော့အဲအချိန်မှီပေါ့နော်ဖုန်းဆက်ပြီးတော့လမ်းပြောတဲ့အချိန်မှာအချိန်မှီရေမှီတော့သွားလိုက်တဲ့ချက်ချင်းသွားလိုက်ပြီးတော့ဆေးကံလေးရောက်ရောကိုမျက်နှာကိုမြင်တဲ့အချိန်မှာဆီယောင်ကဘာလိန်ခဲ့လေးဆိုပြီးတမ်းမိတာပေါ့နော်ဘာမှမပြောရသေးဘူးဘာလိန်ခဲ့လေးဆိုပြီးမြင်တဲ့အချိန်မှာကိုကဒီလိုဒီလိုဖြစ်ခဲ့ရဲဆိုတော့ဖြစ်ချောင်းကုန်စင်ပြောပြတော့ဆီယောင်ကအဲ့အိုင်နဲ့လုံးဝမရဘူးပေါ့နော်ဆိုတော့ အဲ့ဒါနဲ့လုံးဝမရဘူးဒါကြောင့်ဖြစ်သွားတယ်ဆိုပြီးပြောတော့ဒါကြောင့်ဖြစ်တယ်ဆိုမှတော့ကိုလိမ့်ခဲ့တာဒါပဲရှိတာဆိုတော့ဒါကြောင့်ဆိုတော့တိသွားပြီလीနော်တေချာကြီးတိသွားတာဆိုတော့အော်ဒီထဲမှာပါဝင်တဲ့ဓာတ်တစ်ခုခုနဲ့ကိုနဲ့မတည့်ဘူးဆိုတော့တိသွားဒါပေမဲ့ဘာနဲ့မတည့်ဘယ်ဓာတ်နဲ့မတည့်ရလဲဆိုတော့ကိုမသိသေးဘူးပေါ့နော်အဲအဲ့လိုမျိုးနဲ့ဆိုပြီးတော့ဈေးကန့် လုံးဝဒီမျက်လုံးကအရန်ထိသွားတော့မျက်လုံးအပြင်ပေါ့နော်အပြင်အရန်ထိသွားပြီးအရန်ရောင်သွားတယ်တခါမှအဲ့လောက်ကြီးဆူဆူဝါသူတို့ရှိမှာတော့မတွေ့ဘူးသေးဘူးပေါ့နော်တော်တော်ဆိုးနေရပဲဆိုပြီးတော့နည်းနည်းဆေးပြင်းနေထင်နေပြေးလိုက်တဲ့ဟာကအဲ့တော့မနီရဲ့တဏီကုံကအဲ့ဆေးတောက်လျှောက်လူးနေတော့တဖြည်းဖြည်းအရောင်ရော့ရော့ရော့ပြီးကြာလာတယ်ပေါ့နော်အဲ့ဒီနေ့နည်းနည်းတက်တာလာတဲ့အချိန်ဒီမှာအလုတ်ကလည်းခွင့်ပြမနီရဲ့တရခွင့်လိုက်ရတယ်ဆိုတော့ဒီနေ့အလုတ်သွားမယ်ဆိုပြီးသွားလိုက်တဲ့အချိန်မှာအလုတ်ထဲရောက်တော့သူကမမတယောက်ကတော့ပြောပါတယ် အဲနေရောင်နေပါလေအဲ့လိုကောက်ပွဲရတယ်ဗောနော်အဲ့လိုနေရောင်ကြီးထိတွေ့မှုတွေဘယ်လိုလုံးဝလုံးလူမရဗောနော်အရန်ဂူးဆိုင်ရတယ်ဒီရဲ့ဘိုင်မှာအဲ့လိုမျိုးဖြစ်ထားတယ်ဆိုတော့ဆိုတော့ကိုကအဲ့အတွက်ဂူးဆိုင်ပြီးတော့သွားတယ်ဒါပေမဲ့အဲ့လိုထဲရောက်တဲ့အချိန်မှာဘာဖြစ်လာလဲဆိုတော့ရောင်ထားတဲ့အချိန်ကညလုံးကနည်းနည်းအောင်လာပြီးတော့မီးရောင်မှာကိုအိမ်မှာရှိရဒီလိုမီးရောင်မဟုတ်ဘဲနဲ့အဲ့လိုထဲမှာကျတော့ဆိုင်ဖြစ်တဲ့အတွက်ဆိုင်ကိုထိုးထားတဲ့မီးတွေကအရန် ဘယ်လိုပြောမလဲတခြားမီးတွေနဲ့မတူဘဲနဲ့ပြင်းတယ်ပေါ့နော်အဲ့မီးတွေကလည်းအရန်များတယ်အဲ့အချိန်မှာကြိလိုက်တဲ့အချိန်မှာမျက်လုံးကအောင့်တက်လာတာပေါ့နော်အောင့်တက်လာတော့စိတ်ထဲမှာဘလုံးကမရအောင်ဆိုတော့တီးတော့မျက်မှောင်ပြုတ်ချလိုက်တော့ပိုဆိုးတယ်ပေါ့နော်ခေါင်းတွေပါကိုက်တယ်အဲ့ဒါနဲ့ဒီအောက်တွေပါပြန်ပြီးတော့ရှားပြီးหนีလာတဲ့အချိန်မှာအတူတူလုံနေတဲ့ခေါင်းငယ်ကကြိပြီးတော့ဘလုံးကအဆင်ပြေဆိုတော့ကိုယ်ကိုမြင်ပြီးတော့အဲသူအစားဝင်ပြီးမယ်ပြန်လိုက်တော့ပေါ့နော်စိုင်းပိတ်တဲ့ထီကိုသူหนีပြီးမယ်ပြန်တော့ဆိုရင်ကိုယ်ပြန်လွတ်လိုက်တယ်အဲ့အချိန်မှာဆေးပြန်လူးပေါ့နော်မနေ့ထက်ရလဲလူးသွားတယ်တောက်လျှောက်တာဆေးလူးထားတဲ့ အဲမျက်နာပေါ့နော်တောက်လျှောက်တခြားဘာမှမလူဆေးပဲလူတယ်ဆေးကန်းကတော့ပြောလိုက်ပါတယ်ကိုလိန်နေကြအဲခရင်နေအဲ့ဒါကြီးလူပြီးတော့မှဒီဆေးကိုလူလဲရရဲဆိုဒါပေမဲ့ကိုကတော့ဟင်ပျောက်ချင်လို့အဲအဲ့လိုမျိုးဒီဆေးပဲတီးတန့်လူလိုက်တာပေါ့နော်အဲ့လိုဆိုတော့အခုဒါလုံးဝ ပြန်ပြီးတော့ကြာသွားပြီပေါ့နော်အဲ့လိုဆိုတော့အခုပြန်ပြီးတော့သိစေချင်တာလေးကဒီရောရှိုးတုံးကိုပဲကောင်တာကိုပဲကိုယ်တိုင်သွားခဲ့တာပါကိုယ်တိုင်ပဲမီးခဲ့ပြီးကိုယ်တိုင်ဝယ်ခဲ့တာပါအတူတွေလည်းမဟုတ်ပါဘူးဂျပန်မှာတော့အတူရောင်းနေလို့တော့ကိုတော့မကြားမိဘူးပေါ့နော်အဲကိုပဲမသိရလားတော့မသိဘူးအတူတွေရောင်းလို့အတူမိရလားဆိုပြီးပြောကြလို့ပေါ့နော်ဒီရောရှိုးတုံးမှာကောင်တာမှာကိုယ်တိုင်သွားဝယ်တယ်ကိုယ်တိုင်ပြောခဲ့ပါတယ်ကိုယ်တိုင်မီးခဲ့ပါတယ်ကွန်ပလိန်မတက်ဘူးလားသွားတက်လို့ရတယ်ဆိုပြီးတော့ပြောကြလို့ပေါ့နော်ကိုဘက်ကနေကွန်ပလိန်လည်းမတက်တော့ပါဘူးဘာလို့လဲဆိုတော့ကိုမျက်နှာလေးပြန်ကောင်းနေဆိုရင် အဆင်ပြေပါပြီအဲကွန်ပလိန်တက်တယ်ဆိုရင်ဂျပန်မှာသိရတဲ့အတိုင်းပဲပေါ့နော်စာရတန်ဗီဒန်နေနဲ့တို့အလုပ်တွေပို့တယ်ပေါ့နော်အားအကြောင်းမျိုးတွေမလုပ်ချင်တော့ပါဘူးရှင်လုပ်လည်းမလုပ်ပါဘူးအဲ့နောက်တစ်ခုကအဲစေကန်ကတော့ဘယ်စေကန်လဲဆိုတော့ခုနကပြောခဲ့ပေါ့နော် hifka ဆိုပြီးရိုက်ရှာလိုက်လို့ရှင်ကိုယ့်ရဲ့နှိစက်ရမှာစေကန်လေးထွက်လာပါလိမ့်မယ်အဲ့မှာသွားပြီးတော့သွားပြလို့ရပါတယ် watch channel ပတ်သက်လို့ဖြစ်နေရလို့လည်းတချို့မေးရပေါ့နော်ရပါရဲ့ရှင်အဲ့မှာသွားပြလို့ရပါရဲ့ရှင် အဲနောက်တစ်ခုကဘာပြောလဲဆိုတော့ဒီရောနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီရောကိုမကောင်းပြောတယ်ဆိုပြီးတော့ဗောနော်မဟုတ်ပါဘူးဒီရောကိုမကောင်းပြောတာမပါပါဘူးကိုကတော့ဒီရောကြောင့်ဖြစ်သွားတယ်ဆိုရဲခါလေးကိုကပြန်ပြီးတော့ပြောပြပြီးတာအဲဈေးကြီးတယ် brand ဆိုမှကောင်းတယ်ဆိုပြီးကိုစိတ်ထဲမှာအဲ့အသည့်ဖြစ်နေတဲ့အတွက်အဲ့ထဲမှာပါဝင်တဲ့ဟာကိုနဲ့တဲ့လားမတဲ့လားကိုကအရင်ကိုကကိုမလိလာဘူး တဲ့တယ်မတဲ့ဘူးလေကိုမသိဘူးပေါ့နော်ဒါသိအောင်လုပ်လို့ရတာလေးရှိမယ်လိလာလိလာရမှာပေါ့နော်ကိုမှလိလာမှုအားနေတာအဲ့ဘက်မှာကိုကလုံးဝစိတ်မဝင်စားတာမျိုးပေါ့နော်အဲ့ဒါကြောင့်ဒီလိုမျိုးဖြစ်သွားတာပါအဲ့ဒါလေးကိုလိုမျိုးဖြစ်မှဆိုးလို့အဲဒီဒီရောနဲ့ပတ်သက်ပြီးတော့လက်ရှိဒါဖြစ်သွားတယ်အဲ့ထက်မှာပါဝင်တဲ့ဓာတ်နဲ့ကိုနဲ့မတဲ့ဘူးကိုကလုံးဝ sensitive skin အဲ့ဒါကိုကိုနဲ့မတဲ့တဲ့ဟာလေးကိုကပြုတ်ပြတာအဲ့တော့ကိုလိုပဲအသားကြီး ိုင်ဆိုင်ထားတဲ့သူတွေလည်းရှိမယ်။ဒါမှမဟုတ်ဘာတုံးတုံးတဲ့သူတွေရှိမယ်။အဲ့ဒါမျိုးကတော့အရင်အားကြတာပေါ့ရှင်။နော်။အဲနောက်တစ်ခုကအဲမမတုံးထားတဲ့အယုတ်စာမတဲ့ရလေးကိုညီမလေးစမ်းသုံးကြည့်ကျင်လို့ပြန်ရောင်းပေးပါဆိုပြီးတော့ပြောလို့စမ်းသုံးကြည့်ကျင်တာဆိုလို့ရှိရင်တော့မမပြန်မြောင်းမိပါဘူးရှင်။ဘာလို့လဲဆိုတော့မမလူပဲဖြစ်သွားမှာဆိုလို့ပါ။အဲ့ကြောင့်မို့တကယ်ပြန်မြောင်းမိပါဘူးရှင်။အာရဏပါရှင်။အဲလုံးဝတုံးနေလို့ပေါ့နော်။အဆင်ပြေလို့ဆိုတာဒါတစ်မျိုးပေါ့နော်။အဲ့လိုမျိုးမဟုတ်ဘဲနဲ့စမ်းသုံးကြည့်မယ်ဆိုပြီးတော့ အရေးမဆုံးလိုက်ပါနဲ့လို့အဲ့ဒါလေးထပ်ပြီးမြစ်တိုင်ရခံပါတယ်မမလူဖြစ်မှာစိုးလို့ပါအဲ့တော့အခုကတော့လုံးဝဟိုဒါပြန်ကောင်းလာပြီဆိုတော့အနေထားမှာနည်းလေးလေးစိတ်ချမ်းသာလာပြီပေါ့နော်မနေ့ကတော့အဲပြောက်ပါမလားဆိုတော့စိတ်ကြီးရအဲ့လိုစိတ်ကြီးရအရင်ဖြစ်နေရမျိုးပေါ့နော်အခုကျတော့ဒါစီးအရင်ကောင်းနေဆရာဝန်လည်းအရင်ကောင်းနေပေါ့နော်အားကြောင့်မလို့အရင်ဂယူးဆိုင်ကြပါလို့ပြောချင်ပါတယ်ရှင်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ကိုလိုမျိုးပဲမဖြစ်ပါစေနဲ့ရှင်အားကြောင့်မလို့အထူးဂယူးဆိုင်စီခြင်းလို့ထပ်ပြီးတော့ 特别别别别别吧，就是吧。